အာမင်္ဂလာပါတတတတနာမည်လေးမိတ်ဆက်ပေးပါအောင်တတနာမည်ဟာဆောလာရောအောက်ပါခင်ဗျာခြေတဖေးမရှိပေမဲ့တာဘောအဆုံးပေးဖို့မလိုဘူးနော်တတဆီလိုကျူးစောပေးနေတယ်အော်ရော်ပဲတချင်းစိုးပြန်ဝဲခဲမှာပြန်ခဲ့တယ်ဒါလေးဆောလာဝင်အောင်ပရိသတ်များရှင်ဒါလေးဆောလာဝန်းအောင်ကတော့အသက်70နှစ်ကျော်ဝန်းကျင်အရွယ်သာရှိသေးတာဖြစ်ပြီးတော့ငယ်ရွယ်လွန်ပါသေးတယ်။ဒါလေးကအသက်ငယ်သေးပေမဲ့ လူကြီးတွေနဲ့အပြိုင်ရှင်ပောင်တန်းပြီးတော့မြန်မာစတားပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာစတားပြိုင်ပွဲကအသက်ကြမ်းသက်မထားတဲ့အတွက်ကိုဒါလီစောလဝန်အောင်ကဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။အသက်ငယ်တဲ့အပြင်ဒါလီစောလဝန်အောင်ရဲ့ဇန်မာရေးအခြေအနေသိရတဲ့အချိန်မှာအားလုံးကတနာနေကြတာဖြစ်ပါတယ်။ဒါလီက ခြေထောက်တစ်ဖက်ရှိရဲ့အတွက်ကိုဂျိုင်းနောက်လေးနဲ့ပဲသွားရောက်ပြီးရှင်ပြန်ခဲ့တာပါခေါင်းကောင်းလန်းရှောက်လို့မရတဲ့အခြေအနေနဲ့လာပြိုင်တဲ့ဒါလေးကြောင့်ခင်ရနာဆိုးအောင်မှအံ့အားသင့်နေရတာပါခင်ရနာဆိုးကဒါလေးပါကြောင့်ဖြစ်ရတာလေလို့မေးခဲ့ပါတယ်ခင်ရနာဆိုးကတော့ဒါလေးဆောလာဝန်အောင်ကိုအဆိုရောဆိုရာထက်ကလေးသရုပ်ဆောင် ဖြစ်စေချင်တာဖြစ်ပါတယ်ဒါလေးပြိုင်တဲ့အပေါ်မှာပရိသတ်တီကတော့အားမလျှော့ပဲလာပြိုင်တယ်လို့မှတ်ချက်ပေးနေကြတာပါဒါလေးကကင်ဆာယောဂဖြစ်နေခဲ့တာကြပါပြီကင်ဆာယောဂကြောင့်ဆေး ီးုံမှာအကြာကြီးကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်ဒီယောဂါကိုကုသနေတဲ့အချိန်တုန်းကဆိုရင်တော့ဒါလေးဘလောက်စိတ်တက်မှာကြောလဲဆိုတာကိုအားလုံးအမြင်တွေ့ခဲ့ရတာပါကင်ဇာယောဂါကုသရင်းနဲ့ခြေထောက်တစ်ဖက်ကလည်းမရှိတော့ပဲဖြတ်သွားတာပါခြေထောက်တစ်ဖက်မရှိတဲ့အပေါ်မှာလည်းဒါလေးစောလောင်ဝန်းအောင်ကအားငယ်တာမျိုးမရှိပါဘူးခြေထောက်တစ်ဖက်မရှိဘူးဆိုတာအားငယ်စရာတစ်ခုလုံးမခံယူထားတာကြောင့်ပါခြေထောက်မရှိလဲရအောင်ရက်တီမယ်လို့ဆုံးဖြတ်ထားတာဖြစ်ပါတယ် ားလေးရတခါတလေမှာစိတ်အားငယ်ဖြစ်ပေမဲ့အဲဒီစိတ်ကိုချက်ချင်းဖြည့်ဖြောက်ပြလိုက်တာဖြစ်ပါရင်ခြေတော်တစ်ဘက်မှရှိလဲယက်တီလို့ရတဲ့အခြေအနေတွေရှိရလို့အားတင်းထားတာဖြစ်ပါရင်ဒါလေးရစိတ်ထဲမှာကြောရတဲ့အတွက်ခင်ဇယောဂာအနေတောင်မှကြမ်းကြမ်းခံနိုင်ခဲ့တာဖြစ်ပါရင်အားငယ်စိတ်ကိုလက်ဝဲထားမယ်ဆိုရင်တော့အောင်မြင်မှုမရှိနိုင်အောင်ဆိုပြီးတော့ဒါလေးရလက်ခံထားတာပါအားငယ်နေတာကသူ့ဘဝအတွက်ကောင်းကျိုးမဖြစ်နိုင်ဘူးလို့ဒါလေးရအမြဲတမ်းနှလုံးသွင်းထားတာဖြစ်ပါရင် ဒါကြောင့်မို့အားငယ်လို့လည်းမရသလိုအရှုံးပေးလို့လည်းမရဘူးဆိုပြီးတော့စိတ်ကိုတင်းထားတာဖြစ်ပါရင်ခြေတစ်ဖက်မရှိပေမဲ့တသားရဲ့ဘဝမှာအောင်မြင်ခြင်းမရှိတာမဟုတ်ဘူးတသားမှာအောင်မြင်ခြင်းဆိုတာရှိပါတယ်ဆိုပြီးတော့ဒါလေးရဖွင့်ရချပါရင်ဒါလေးစောလဝန်အောင်ကတော့သူ့ကိုယ်သူ အောင်မြင်တဲ့အစရောတယောက်ဖြစ်ရမယ်ဆိုတာကိုအကျွေးမဲ့ယုံကြည်နေပါရင် ဖြစ်အောင်လဲရအောင်လဲစူးစမ်းသွားမှာဖြစ်ပါတယ်။ကျောင်းမှာတငယ်ချင်းတွေပြောကြရင်ဒါလီယာအနေငယ်အားငယ်တာမျိုးတော့ရှိပါတယ်။ဒါပေမဲ့မိဘတွေကဒါလီပင်နာမှာဖျားသခင်အမြင်ရှိရဆိုပြီးတော့တွင်တွင်ဆုံးမကြတာပါ။ဒါလီယာခရီးယန်ဘာသာဝင်ဖြစ်တဲ့အတွက်ဖះပေါ်မှာအပြေအဝယုံကြည်ပြီးတော့ဖြတ်တန်းနေရပါဒါလေးရ6တောက်တစ်ဖက်မရှိတာကိုအကြောင်းပြပြီးတော့ လူတွေရဲ့တနာမြတ်တာရအောင်လည်းမလုပ်ပါဘူးလူတွေရသူ့ကိုတနာလို့အားပေးလိုက်တယ်ဆိုတာလည်းမဖြစ်စေချင်ပါဘူးတနာတော့နဲ့အားပေးတာကိုမရချင်တဲ့အတွက် သူ့ကိုယ်သူရအောင်စူးစမ်းသွားမှာဖြစ်ပါတယ်ဒါလေးဆောလာဝန်းအောင်ကအစောတော်ဖြစ်ဖို့အတွက်တရားစူးစမ်းနေတယ်လို့မြန်မာစတားမှာအစင်တိုင်းမှာပါဝင်သွားမယ်လို့လည်းယုံကြည်ထားပါတယ် ဒါလီစောလာဝန်အောင်က စကားလည်းမပြီးတဲ့အတွက်မိခင်ကတော့စိုးရင်ပါတယ်စကားမပြီးတာကိုပြင်ရင်တော့အဆိုးရောဖြစ်နိုင်တယ်လို့ခံမှန်းနေကြတာပါခလေးဖြစ်ပေမဲ့ရင်းချတဲ့စိတ်ထားကိုလည်းထိကျုံနေကြတာဖြစ်ပါတယ်အားမလျှော့ပဲတချင်းစုပြိုင်ခဲ့တဲ့ဒါလီစောလာဝန်အောင်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်